္ဂလာပါပိတ်သက်ကြီးတမိနစ်အတွင်းနိုင်ငံရေးသတင်းကားပုဂ္ဂိုလ်တင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါရရှင်။ပထမအဆုံးသတင်းပုဂ္ဂိုလ်ကတော့တရုတ်နိုင်ငံသို့သွားရောက်လည်ပတ်မိဂျပန်နိုင်ငံသားများအားဂရုစိုက်ကြရန်ဂျပန်နိုင်ငံဘက်ကတတိပေးဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ယခုလိုတတိပေးရတဲ့အကြောင်းရင်းကတော့နန်ဂျင်းမြို့၌စုလိုက်ပြုံလိုက်တပ်ဖြတ်ခံခဲ့ရသည့်နှစ်ပတ်လည်နေ့ဖြစ်တဲ့အတွက်ယခုလိုပြောကြားလိုက်တာဖြစ်ပြီးဂျပန်နိုင်ငံနဲ့တရုတ်နိုင်ငံတို့ကြားလက်တလောရင်တင်းမာမှုများဆက်လက်ရှိနေစေဆိုတာပြသလျက်ရှိနေပါရရှင်။ဒုတိယသတင်းပုဂ္ဂိုလ်ကတော့ Hidden Software ဤခြုံရင်းချက်များအားအသုံးပြုပြီးပင်မအဆောက်အဦးဤစနစ်များအားတရုတ်နိုင်ငံနဲ့ဆက်ဆက်နေ သောဟက်ကာများကတိုက်ခိုက်ခဲ့တယ်လို့အမေရိကန်နဲ့ကနေဒါအနာပိုင်များကပြောကြားဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်။ယခုလိုတိုက်ခိုက်ခံရမှုကြောင့်ပျက်စီးဆုံးရှုံးမှုများဖြစ်နိုင်ခြင်းရှိကြောင်းသတိပေးထားပါတယ်ရှင်။တတိယသတင်းတစ်ပုဒ်ကတော့ Harvest ကတူမှ Professor ဖန်စီခံခဲ့ရကြောင်းအနာပိုင်များကပြောကြားလိုက်တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်။ Washington အနီးရှိနေရာတစ်ခုတွင် Pelagana အုံပြုပြီးပြစ်ခတ်ခဲ့တဲ့အတွက် American Immigration အရာရှိများကဖန်စီခဲ့တာပဲဖြစ်ပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့တရုတ်သမ္မတရှီချင်းဖင်ကပြင်သစ်သမ္မတမက်ခရွန်အားချန်တူးမျိုးတို့ကိုရိုင်းကိုကြားလေပတ်ပို့ဆောင်ဆိုတဲ့ တည်မဲ့ဖြစ်ပါရဲ့ရှင်ဒါဟာတရုတ်နိုင်ငံကပြင်သစ်နိုင်ငံအပေါ်သို့ပြသတဲ့ရှားပါတဲ့အာရုံဆိုင်မှုကြီးတစ်ခုဖြစ်ပြီးတရုတ်ပြင်သစ်ဆက်ဆံရေးများကိုပုံမခိုင်းပါစေရန်လှုံ့ဆော်နေကြောင်းပြသလျက်ရှိနေပါရဲ့ရှင်နောက်ဆုံးသတင်းတို့ကတော့ထိုင်းဝမ်နိုင်ငံအနေဖြင့်ဂျပန်ဝန်ကြီးချုပ်ဖော်ပြခဲ့သောထောက်ပံ့မှုများကြောင့်အလွန်အမင်းစိတ်လှုပ်ရှားခဲ့ရကြောင်းပြောကြားလိုက်တဲ့ဆိုတဲ့သတင်းမဲ့ဖြစ်ပါရဲ့ရှင်ထိုင်းဝမ်နိုင်ငံနဲ့ဂျပန်နိုင်ငံတို့ကြားခိုင်မာတောင့်တင်းသောဆက်ဆံရေးဖြစ်ပွားနေကြောင်းပြသလျက်ရှိလို့နေပါရဲ့ရှင်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်